950ဇတိပါတယ်ဖះအလောင်းမိသားစုတို့ရဲ့ဒီတောကထိမ့်သိမ့်ပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ဟာတောသွားပြီးတော့လက်ထွန်ရတာဖားနဲ့ရောက်လက်ထွန်လက်ထွန်တဲ့အခါမှာပါးကလေးကိုမွေရကန့်လိုက်တာ တော်ရဲမှာတွေ့တဲ့မွေးရကြိုက်ခံရတဲ့အစိတ်တွေမှုန်းပြီးတော့ဒီတေရမှုမှုဖြစ်သွားပြီတေဆုံးသွားတဲ့ဆိုပါလို့စိတ်တက်ပြီးရင်ကြောက်ကတ်တို့ဘာလို့အလုံးမလုံးနိုင်တော့လူဟာတေဆုံးသွားတာပဲဖြစ်တယ်အဲ့လိုတေဆုံးသွားတဲ့အခါအဖေလုံးတဲ့ပုဂ္ဂိုလ်ဟာထွန်ရင်ရရင်တေတော့ တို့အိမ်ကိုလူတယောက်လူခြုံနဲ့သတင်းပို့လိုက်တယ်ဒီနေ့ထမင်းတယောက်စာပဲပို့လိုက်လို့ဘာရညာလေးမပြောဘူးတယောက်စာပဲပို့တော့သွားတာနှစ်ယောက်ခုတယောက်စာပဲပို့တော့ဆိုဟိုအိမ်ကနေပြီးတော့ထမင်းချက်တဲ့အမျိုးသမီးကအိတ်ရှင်မကတယောက်စာဆိုသူခေါင်းထဲမှာတယောက်ကပဲသွားလို့ရုံလို့ ဒီလိုထ ිය အောင်မတွေးတော့ရင်တရားမရှိတော့ဘူးလို့တွေးလိုက်ပြီအဲ့တော့မှားလိုက်သူကဘသူလဲဟောလူကြီးကမှားတာလားလူငယ်ကမှားတာလားဆိုလူကြီးလှုပ်တဲ့လူကမှားတယ်လို့ဆိုဒါပြင်ငါသားသိတာဖြစ်မှာသူကလည်းတယောက်စားနေယူပြီးလာတယ်ဟောဆိုရင်တော့ကမဖြစ်ကြဘူးပြပြတည်သွားပြီဆိုတာကိုဆိုရင်တော့ကမဖြစ်ဘူး ထမင်းမွဲတယောက်စာပဲယူလာပြီးတော့အဲ့ဒီတောင်းမှာပဲမိသချိုလိုက်ကြတယ်ပေါ့ဒီကလေးကိုအဲ့ဒီမိသချိုလိုက်တဲ့အခါမှာဘာဖြစ်လို့တောင်းကမဖြစ်တာလဲလို့မေးတဲ့အခါမှာသူတို့အဖြေလေးကရှင်းရှင်းလေးပဲသူတို့ဟာဝိပဿနာတရားအထောက်ထားလို့တောင်းကထိနိုင်တာမဟုတ်ဘူး ။ဘာပြောတော့လို့ဆိုတဲ့အခါမှာသူအားတဲ့ငါတို့အိမ်ကိုလာတာငါတို့ကလာပါလို့ခေါ်လို့လာတာမဟုတ်ဘူးတဲ့။သူကသူလာတာ။အခုပြန်တော့တယ်ငါတို့ကပြန်တော့လို့ပြောလိုက်တာမဟုတ်ဘူးသူကသူပြန်သွားတာ။လာတော့ကလည်းသူ့ဘာသာသူတယောက်တည်းလာတယ်ပြန်တော့လည်းသူကသူသွားတယ်။သူ့လမ်းသွားတာဘာသူ့လမ်းသူ့သွားတာဘာကိုစရာရှိနေ။လောကတဘာဝဟုတ်သူတို့စဉ်းစား အဲ့ဒီစဉ်းစားတာနဲ့တောကကိုထိန်းတယ်အမှန်မြင်ခြင်းဟာတောကဒီစိတ်တောကကိုထိန်းတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဘာကြောင့်လူတွေကငိုကြတော့ဆိုငါသားလေးဖြစ်မှဖြစ်ရလေဆိုပို့မှုပြီးအဲ့ကြဖြစ်မှဖြစ်ရလေငါသားမှဖြစ်ရတယ်ကြံတဲ့လူတွေဘာလို့မဖြစ်တာတော့ဘေးလည်းကြည့်လိုက်သေးတယ်သူကငါတို့အိမ်မှာဘာလို့ဖြစ်ရတာသူတို့အိမ်ရောမဖြစ်ဘူးလားအဖော်ရှာတာအဲ့ဒါ လူသဘာဝကိုပြောပြတာပါနော်အဲ့ဒါလို့သူများထည့်အောင်လိုက်ဖော်ရှာတယ်ကိုယ့်ရင်ထဲမှာဖြစ်တဲ့တောကလိုက်ပြီးတော့ညှိပြီးတော့သူကလှုပ်ချင်တဲ့သဘောငါတို့မှာဖြစ်ရလေခြင်းဆိုတဲ့ယူကြုံမရတဲ့စိတ်ကတောကအောင်ဖြစ်လာစေအေးသေးတယ်ဆိုတာလူသဘာဝပဲသူ့ကိုငါတို့ကမုံလို့နင်ထုတ်လိုက်တာလည်းမဟုတ်ဘူးလာတော့ကလည်းသူ့ကိုချစ်လို့ခေါ်ထားတာလည်းမဟုတ်ဘူး ေသူချိန်တန်တော့သူအိမ်ပြန်နာပဲလို့ဒီလိုပေါ်ပေါ်လေးတွေးလိုက်တာဒီပဲလင်းတော့ကဖြစ်ပြီးတော့ငိုကြွေးတာမလုပ်ကြဘူးတဲ့အဲ့တော့မှန်ကန်တဲ့အတွေးတစ်ခုဟာရှင်နေကတော့ကဖယ်ရှားနိုင်တယ်လို့သူဆိုလို့ရပေါ့ဒါကြောင့်အမှန်မြင်မှုဆိုတာကိုယ့်ကိုစဉ်းစားထားကြမှာဖြစ်တယ်အေးလူဆိုတာ မွေးလကလေးကတိတ်ဖို့ပဲဆိုတာစဉ်းစားထားအဲဆိုရင်တကယ်တိတ်ရမယ်ဆိုရင်တိတ်ပြီးတော့ကမဖြစ်ကြအဲလိုမဟုတ်ဘဲနဲ့မတိတ်ဘူးသူတို့သာတိတ်တာငါမတိတ်ဘူးလူတွေကပြောကြသေးတယ်သူတိတ်ငါပို့ငါပို့သူတိတ်တိတ်တာသူကြီးပဲငါမပါဘူးအပြန်အလှန်ပြောကြသေးတယ်နော်သူတိတ်ငါပို့မယ်တဲ့ငါပို့တော့သူတိတ်တယ်တဲ့ အဲ့လိုတည်တဲ့ဘက်ကို သူများကိုပဲထားပြီးတော့ကိုယ့်ဘက်ကိုမထားအဲ့လိုအတွေးတွေဖြစ်ပြီးတော့ဖြစ်မဖြစ်ရလေချင်းဆိုတဲ့ယူကြုံမရမှုကြောင့်လူတွေကတော့ကဖြစ်ကြတာကိုယ့်ကိုယ်ကိုလည်းဆုံးရှုံးနစ်နာခြင်းတစ်ခုလိုတွေ့တယ်ဒါကြောင့်ဒီရိုးရိုးလေးစဉ်းစားပြီးအမှန်မြင်မယ်ဆိုလို့ရှိရင် ်အတော်အသင့်သောကာ ထိမ့်သိမ့်နေစဘာလို့ပစ္စည်းလေးတစ်ခုကိုရထားတယ်ဓမ္မကြီးမားတဲ့ပစ္စည်းတစ်ခုရဟုတ်ပြီငါနဲ့ထိုက်လို့ငါရထားတယ်ရထားတဲ့ပစ္စည်းသူများလက်ထဲပါသွားတဲ့အခါကျဩငါလက်ထဲမှာ तू မထိုက်တန်တော့လို့ तू ထွက်သွားတာပဲလို့ဒီလိုတွေးနိုင်မဲ့ဆိုရင်တော့နှမျောတတ်တာပြီးဖြစ်နေမှာမဟုတ်ဘူးပေါ့ပစ္စည်းကလည်းသင်္ခါရလူကလည်းသင်္ခါရ ဒီပစ္စည်းဆိုတာလက်တင်ရသွားနေမှာပဲလူကတော့လေပစ္စည်းကိုထားခဲ့ရမယ်ပစ္စည်းကတော့လေလူကိုထားပြီးသွားမှာပဲပစ္စည်းနဲ့လူလူနဲ့ပစ္စည်းဆိုတာဘယ်တော့မှထားမရတွဲနေတဲ့အရာမဟုတ်ဘူးလို့စောစောကတည်းကကြိုတင်စဉ်းစားထားရင်ထိုပစ္စည်းပေါ်မှာနှမျောတတ်သားမှုစွာရှင်းချထားနိုင်မှာဖြစ်တယ်အမှန်မြင်မှုဟာစိတ်ရဲ့အေးချမ်းမှု ဖြစ်စေအဲ့တော့မအေးချမ်းတော့အပူတွေပူဆွေးတာပဲဖြစ်တယ်အပူတွေပူဆွေးတာတည်သွားတဲ့လူကို ပူမယ်ဆိုလို့ရှိရင်လည်းပြန်လာမှလည်းမဟုတ်ဘူးငိုသည့်အတွက်ကြောင့်မျက်ရည်ကုံယုံမဲရှိတယ်ပြန်လည်းမလာဘယ်တော့ပြန်မလာမှန်ကန်တဲ့ဟာမဟုတ်ဘူးသို့သောလူတွေကမမှန်မကန်ပဲဒီလိုပဲ တွေးတောပီတောရင်ထုမနာဖြစ်နေကြအဲချိန်မှာရင်မကိုထုမနာဘူးတဲထုချီဆိုအဲ့ဒါခေါ်ရလားမသိဘူးယင်ထုမနာဆိုအဲ့လိုမမကန်ကန်တရားတော်နဲ့စဉ်းစားနိုင်လို့ရှိရင်လူတွေဟာတောကကိုကျော်လွှားနိုင်မှာပဲဖြစ်တယ်ဗောမြတ်စွာဘုရားပေးတဲ့နည်းကတော့တောကကိုကျော်လွှားဖို့ဆိုတာ ကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့တတိတရားနဲ့ပွားများအထောက်ရမယ်ရုပ်ခန္ဓာစိတ်ခန္ဓာကျဲ့ဝေဒနာစိတ်ရဲ့သဘောသဘာဝဉာဏ်ရဲ့သဘောဝတရားတွေပေါ်မှာစဉ္ညသုံးသက်ခြင်းဆိုတဲ့တတိပဒံတရားကတောကတွေကိုလွန်မြောက်နိုင်တယ်လို့သူဟောတယ်အဲ့တော့မင်္ဂန်တဲ့အတွေ့အကြုံက လက်တော့ကတွေကိုရှော့ချနိုင်တယ်အတော်အသင့်ရှော့ချနိုင်တယ်လို့ဆိုအေးအမှန်မြင်မှုဆိုတာဝိပဿနာတရားနဲ့ကြည့်ရှုစဉ်းကျင်သုံးသပ်တဲ့အခါမှာအမှန်မြင်တာလေးကိုမြတ်စွာဘုရားအမှန်မြင်ပုံကိုတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေဟာတုံနဲ့တူအမှန်မြင်ပုံလေးကိုဓမ္မပရဒေသနာတော်မှာဟောပြောတာ အဲ့ဒီယဟန်တော်အတွက်ဥတီပြီးတော့မြတ်စွာဘုရားဟောတယ်လို့ဒီလိုပဲမှတ်အောင်ပါဖြစ်တယ်အဲ့တော့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီပုံစံနဲ့ပြင်မယ်ဆိုလို့ရှိရင်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားဟောတဲ့ထေတနာဘာတော့ဆိုလို့ရှိရင်ဖိနုပမံကာယမိမံဝိဒိတ်တဝါကိုယ့်ရဲ့ယုခန္ဓာကိုယ်ရှိကို ရေမြုပ်ဆိုင်ကြီးလို့ရှုမြင်သုံးသပ်ပါတဲ့တော့ကုန်းခေါင်ကောင်မှနေတဲ့လူတွေရေမြုပ်ကိုတွေ့ချင်မှတွေ့ကြမှာသူတို့တွေ့ရင်ဆိုင်ထဲကနေ form ဆိုရေမြုပ်ကြီးတွေတွေ့ကောင်းတွေ့တယ်မြစ်ချောင်းအဲအိုင်နာနေတဲ့ပုံကိုယ်တွေကြတော့မိုးရသည့်ကာလမှာရေတိုးတဲ့အခါရေမြုပ်ဆိုင်ကြီးတွေမျောလာတတ်တယ် ရေမြုပ်ဆိုရေတွေကတကယ်ကိုအမြုပ်တွေဖြစ်ပြီးတော့ဖောင်ဖွဲ့ပြီးတော့မျောလာတဲ့ရေမြုပ်ဆိုင်ကြီးတွေရှိတယ်။နော်။ကင်ကြည့်လိုက်လို့ရှိရင်ဘာမှမရှိဘူး။ရေမြုပ်ရေမြုပ်ဆိုင်ကြီးတွေကအေယဝတိမြေကျောင်းမှာမျောလာတတ်တယ်တခါတည်းဟာ။အဲ့ဒီဖေနာဆိုတဲ့ပါဠိစကားကအင်္ဂလိပ် form ဆိုတဲ့ရေမြုပ်ပဲနော်။အဲ့ဒီပုံစံနဲ့ခါစင်ရေမြုပ်ဆိုတာ အနှစ်သာရမရှိတဲ့ဖော်ရုံကြီးလိုဟာမျိုးကြီးတယ်အဲ့တော့ရုပ်ခန္ဓာကိုဟာရေမြုပ်ဆိုင်ကြီးလိုပဲလို့ခန္ဓာကိုယ်ကိုရှုမြင်သုံးသတ်တတ်ရမယ်ဒီလိုသုံးသတ်တာဟာမှန်ကန်တယ်တဲ့မရိစိတ်ဓမ္မအဘိတံဗုဒ္ဓတော်ဒါရင်မကဘူးခန္ဓာကိုယ်ကြီးရဲ့သဘောသဘာဝဟာတဲ့ အထင်နဲ့အမြင်မမှန်ကန်သည့်အတွက်ကြောင့်တန်လျက်နဲ့တူညီတဲ့သဘောရှိတယ်လို့လဲသိရှိနားလည်ရမှာဖြစ်တယ်။အဲ့တော့ဒီနေရာမှာတန်လျက်ဆိုတာသိချလာတော့မသိဘူးเนาะတန်လျက်အကြောင်းပြောရင်တန်လျက်ဆိုတာလျက်စိတ်ကိုပြောတာမဟုတ်ဘူးเนาะတန်လျက်ရဲ့သဘောကဘယ်လိုဟာတော့ဆိုရင်ရေကန်းဆက်တို့သို့မဟုတ် နွေရာသီမြေကြီးကို ရေဘူးနေဘူးတွေဟတ်တဲ့အခါမှာအဝေးကနေကျင်လက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 ်နဲ့လေလိုင်းလေးတွေလိုဖြစ်နေလိုင်းလေးတွေလိုထင်ရရှေကန်းဆက်တွေတို့သို့မဟုတ်သဲတောင်ပြင်းတို့လိုတောင်ပြင်းနေရှင်နဲ့အလန်းဝေးတဲ့နေရာကုန်းမြင့်နေပေါ်မှာကြည့်လိုက်မယ်ဆိုလို့ရှင်တန်တရာကရေး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 နဲ့ရေးပြင်းမှာလိုင်းကြဲကလေးတွေထားနေသလို့ အဲ့ဒီအသွင်ကိုဆောင်းနေပေါ့ဘဝနေချင်းရေလို့ထင်ရလောက်အဲ့ဒါကိုတန်လျက်လို့ခေါ်တယ်တန်လျက်ကိုရေထင်လို့ရွှေသမင်းအလိုက်မှားတယ်ဆိုရက်ဗမာစကားရှိတယ်နော်အဝဲနေချင်းတကယ်ကိုရှင်ပြင်းကြီးလို့မြင်ရလောက်အောင် illusion ဖြစ်သွားသူရဲ့အထင်အမြင်တွေဟာလွဲမှားသွားတယ်အဝဲရနေချင်းလဲတကယ်ကတော့မြေကြီးပေါ်မှာ အပူလေးတွေ ရှိန်လေးတွေဟတ်နေတဲ့အခါမှာအပူရှိန်နဲ့အခိုးအငွေ့လေးတွေကလေပေါင်းစပ်ပြီးတော့လှလလလနဲ့လှုပ်ရှက်လှုပ်ခတ်နေတဲ့အရာလေးများသာဖြစ်တယ်အနာရရောက်သွားရင်ဘာမှမရှိဘူးနော်ဝေးရနေချင်းရင်လှုပ်ခတ်နေတယ်အဲ့ဒါကိုတန်လျာလို့ခေါ်တယ်အဲ့ဒီခန္ဓာကိုယ်ကြီးကိုလည်းပဲတန်လျာအသွင်ဆောင်းနေတယ်ဆိုတာကိုလည်းရှုမြင်သုံးသပ်ရမယ်တဲ့ စတဝနာမရတပဖောပကံဤအဲ့လိုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဘာမှအနှစ်မရှိတဲ့ရေမြုပ်ကြီးနဲ့တူတယ်တန်လျက်အသွင်လုံးဘာမှမှန်ကန်တဲ့အရာမဟုတ်ဘူးအထင်နဲ့အမြင်ပါစင်အောင်လွဲနေတဲ့အရာမျှသာ ဖြစ်တယ်လို့ဒီလိုရှုမြင်သုံးသပ်တာနဲ့တပြိုင်တည်းကိလေသာတွေရဲ့ ကိလေသာတွေလွှမ်းမိုးထားတဲ့တဏှာဝုဆိုးကိုဖယ်ရှားပစ်ပြီးအတ္တတဏမစ္ဆူရာသတ္တကိစီသိမင်းမမြင်တဲ့နေရာကို ရောက်သွားနိုင်ပါတယ်လို့ဒါမြတ်စွာဘုရားဟောလို့တဲ့အထိပ္ပယ်နော်ဆိုလိုတာကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဘာမှအနှစ်သာရမရှိတဲ့အရာ အမှန်ကမဟုတ်တဲ့အရာလို့ရှုမြင်နိုင်ပြီဆိုလို့ရှိရင်နဲ့ရှင်တွေကတွေ့တာမှုတွေမုံနိမှုတွေဖယ်လိုက်ပြနိုင်တယ်ဖယ်လိုက်လို့ရှင်မင်းဟာသိချင်းတရားရဲ့သိမင်းရဲ့မမြင်ွယ်ရာစိတ်ဉာဏ်အရောက်ကိုရောက်သွားနိုင်တယ်တို့ဆိုရင်သိမင်းကမင်းကိုဖမ်းနေဥမာပဲလို့ဆိုလို့နော်သိမင်းဆိုတော့သိမင်းဆိုတဲ့အကောင်ကဘယ်လာတာတုံးလို့လဲစဉ်းစားမနေနဲ့ ဖေယတာရုံလို့ဆိုအဲ့တော့ကလေးတွေနားလဲအောင်ပြောမင်းတေပင်းမြင်ဘူးလားဆိုမမြင်ဘူးတဲ့မမြင်ဘူးရင်မှန်လေးထောင်ပြီးတော့ကြည့်လိုက်လို့တချို့တေမင်းကတဏ္ဍာပကွဲကြားနေတချို့ကလည်းအဲ့ဒါမိကတ်တွေလိန်ထားတယ်ဟုတ်တေမင်းဆိုတခြားသွားမရှာနဲ့ကိုကိုတိုင်ကိုယုခန္ဓာကိုကြီးခေါ်တေမင်းကြီးလို့သူတို့တင်စားပြီးပြောတာနော်ဆိုလိုတာ ဘုန်းကြီးတို့အရမ်းမတကာကြီးတယောက်ရှိတယ်သူ့အသက်မေးမကြိုက်ဘူးမကြိုက်တဲ့မကြိုက်ရင်မကိုသူကဘာပြောတော့အသက်ကိုလားလားမမေးနဲ့သေမင်းချသွားမှဆုံးလို့အဲတော့သူကသေမင်းကိုအဝေးလာတယ်မှတ်နေတာလေသေမင်းကကြားပြီးသားပဲငကိုတဲ့သေမင်းချသွားမှဆုံးလို့ဒါတွေကတင်စားပြောတဲ့စကားလေးသေတတ်တဲ့ခန္ဓာကိုယ်ကြီးကိုဆုံးလို့တယ်ပေါ့ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ကြီးက တည်တတ်တဲ့ခန္ဓာကိုယ်ကြီးပဲအလုံးဟာပျက်စီးတတ်တဲ့အရာတွေကိုရထားတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကအကျိုးတရားပါတော့ဆိုအထတနာ မစ္ဆူရာသတ္တခိစေသိမင်းရဲ့မမြင်ရာကို ရောက်တယ်ဆိုတာနိဗ္ဗာန်ရောက်တယ်ကိုပြောတာနော်နိဗ္ဗာန်မှာခန္ဓာမရှိတော့ဘူး ရုပ်ခန္ဓာနာမ်ခန္ဓာတွေအကုန်လုံးချုပ်ငြိမ့်သွားတဲ့နေရာကိုရောက်သွားတာကိုပဲသိမင်းရဲ့မမြင်ခွက်ရရောက်တယ်လို့ဒီလိုဆိုလိုတယ်ပေါ့ရုပ်နာခန္ဓာရှိနေသေးရင်သိခြင်းတရားရှိအောင်ပါပဲတဲ့ဒါဖြင့်သိခြင်းတရားကင်းလို့အောင်ဘာတွေလောရတာတုံးလို့ဆိုရင်ရင်ထဲကလောဘဒေါသမောဟဆိုတဲ့ကိလေသာအကြောင်းတရားတွေကိုရှင်းပြနိုင်မှာ သိမင်းရဲ့မမြင်ခွေရနိဗ္ဗာန်ကိုရောက်နိုင်တယ်လို့ဆိုအဲ့တော့နိဗ္ဗာန်ရောက်ကြောင်းတရားနိဗ္ဗာန်မရောက်နိုင်အောင်ဘယ်သူတွေကလုံနေတော့ဆိုရင်ဘုန်းကြီးတို့တွေရင်ထဲမှာဖြစ်နေတဲ့လောဘတွေဒေါသတွေခိတ္တတာတွေလုံနေတာပဲအဲ့ဒါတွေရှိနေသမျှနိဗ္ဗာန်ဆိုတာရမှာမဟုတ်ဘူးအဲ့ဒါတွေဖယ်လိုက်နိုင်ပြီဆိုရင်နိဗ္ဗာန်ရတယ်လို့သူတို့ပြော